မင်းလုံးမင်းလက်ထက်တတိတော်မှာဗမာပြည်မှာဝိပဿနာမရှိသေးဘူး။လယ်ရီဆရာတော်ကြီးပေါ်ထွန်းလာတော့မှပြည်ပေါ်မင်းလက်ထက်နဲ့အင်္ဂလိပ်ဗမာပြည်အုပ်ချုပ်တဲ့အချိန်ကြမှာဗမာပြည်မှာလေဝိပဿနာဝိပဿနာဆိုတဲ့စကားဟာခစ်စားလာ။ဘာလို့ခစ်စားရလဲဆိုတော့လယ်ရီဆရာတော်ကကဘာကိုဗမာကတော့အင်္ဂလိပ်ကအုပ်ချုပ်တယ်။အင်္ဂလိပ်ကိုပြန်ပြီးဗမာကအုပ်ချုပ်နိုင်အောင်ပြန်ပြီးတော့ဩဇာလွှမ်းမိုးနိုင်အောင် လုပ်မယ်သာသနာနဲ့လုပ်လို့ရ။ဘာနဲ့လုပ်လို့ရလဲ။ အဲ့တော့ကဘာဟုသာသနာပြုခြင်းပါဠိစာပေတွေကိုသင်ကြားပြီးတော့ဟာလားပရိယတိနဲ့သွားလို့ရမလားလို့ဒီလိုစဉ်းစားတာပေါ့ဆရာတော်ကြီးကလည်းအဲ့ကမှာပဏိတာဘွဲ့ရအောင်အလွန်ဒီလစ်ဟာလားစာပေရမှာဒေါက်တာဘွဲ့ရတာတဲ့ဆရာတော်ကြီးအင်္ဂလိပ်ကပေးရတာနော်သမားပေးတာမဟုတ်ဘူးအဲ့လိုရတဲ့ဆရာတော်ကြီးကကဘာကိုသာသနာပြုရင်ပါဠိဘာသာနဲ့သာသနာပြုမယ်လို့စဉ်းစားလိုက်တဲ့အခါကျတော့ အင်္ဂလန်ပြည်မှာသူ့တက်တောင်မှပါဠိတတ်တဲ့ပုဂ္ဂိုလ်ကဘောပေါ်ပေါက်မယ်အဲ့ဒီလူကဘယ်သူလဲဆိုတော့ဒေါက်တာရိုက်ဒေးဗစ်ဆိုတဲ့ပုဂ္ဂိုလ်အဲ့ဒီပုဂ္ဂိုလ်ဒီခရိယံဘုံကြီးတစ်ပါးရဲ့သားခရိယံတရားဟောဆရာတရားဝဲသားဉာဏ်ပညာအလွန်ထက်တဲ့အဲ့တော့သူ့ဖေကသူ့ကိုပြောတယ်အသာတဲ့မင်းပါဠိဘာသာကိုလေ့လာကြည့်စမ်းကွာဘာလို့ကိုလဲဖေအဲ့ဒီဘာသာထဲမှာပါဠိစကားထဲမှာပါတဲ့ ဗုဒ္ဓဘာသာအကြောင်းကိုမင်းသိရင်ခရိယံရှုတော့မှလည်းအကုန်ဖြည့်ဆည်းပလိုက်သံကွာဒီဝကြကဘာလို့ဘုလားဗုဒ္ဓဘာသာကိုဖြည့်ဆည်းမလို့ပါဠိကိုလေ့လာခိုင်းတာဖြည့်ဆည်းမလို့လေ့လာခိုင်းတာဘာလို့ဆိုပါဠိဘာသာနဲ့ရေးထားတဲ့ဗုဒ္ဓဘာသာအကြောင်းသိမှပါဠိစာတတ်မှဒီဘက်ကနေပြီးခရိယံဘာသာနဲ့ဘာလို့လို့ရဖြည့်လို့ရမယ်ဆိုတော့မြင်တဲ့အတွက်သူကသူ့အသားကိုလေ့လာခိုင်းလိုက်တာ သူသားလည်းဖေပြောတဲ့တိုင်းနွန်နွန်ကျိုးကျိုးကိုလေ့လာတာပါဠိဘာသာမှာတပတ်ကံကတက်တဲ့လူတယောက်ဖြစ်သွားတယ်။နော်သူသွားတာကသူ့ဖေပြောသလိုခရိယံဘာသာနဲ့ဗုဒ္ဓဘာသာဖြစ်တဲ့အလို့ကတော့မလို့ဘူးသူကိုယ်တိုင်ဗုဒ္ဓဘာသာဖြစ်သွားရောဗျာ။အဲ့ဒီတဲ့သူ့ဖေလည်းပဲတခါရင်တို့မနာပြေးပြီးတော့ဒီတကားကြီးကဘာလို့လဲဆိုတော့အင်္ဂလန်ပြည်မှာပါဠိတက်ဆိုတာဒီပါဠိကျမ်းစာအသင်းတော်ကြီးဆိုတာတည်ထောင်လိုက်တာ။ ီးတော့မှဗမာပြည်မှာပါဠိဘာသာနဲ့မြန်မာဘာသာရောက်အောင်ပါဠိစာပေနဲ့ရေးထားတဲ့ဗိဒကကျမ်းအောင်ကိုမြန်မာစာနဲ့ဘာသာပြန်ထားတဲ့မြန်မာပြန်နေမပေါ်ခင်နှစ်ပေါင်းများစွာစောစောစီးစီးကလေးကပါဠိကျမ်းဂန်နဲ့စာပေတွေအလုံးကိုအင်္ဂလိပ်လိုဘာသာပြန်ပြီးသားဖြစ်သွားရောနော်ဒါကြောင့်မလို့မြန်မာစာပေတဲ့ကိုဘုရားဘာသာမရောက်ခင်ကလေးကအင်္ဂလိပ်စာပေတဲ့ကိုဘာဖြစ်နေဘုရားဘာသာရောက်နေပြီဗျာ တောင်းနေပြီအဲ့ဒါလိုရောက်နေတဲ့အချိန်မှာဆရာတော်ကြီးကသူတို့နဲ့သွားပြီးတော့ဟာလာပြန်ပြီးပါဠိပါဠိစာပေတွေပါဠိပြောလို့သွားပြီးအကြောင်းတူးမှမဟုတ်ဘူးအဲ့တော့သူတို့ဘာမလုပ်သေးဘူးလဲကြီးလိုက်တာပေါ့သူတို့ပရိပရိယတော်တတ်နေပြီပฏิပတ်မတတ်ဘူးဘာမတတ်ဘူးလဲအကျင့်နဲ့ပဋိပတ်မတတ်ဘူးဆိုတဲ့အချိန်မှာသူကမန္တလေးမှာပဲဗျဆရာဦးကျော်ရံတို့ပါဝင် ဟုတ်လားပါဠိဘာသာကျွမ်းကျင်တဲ့လူတွေနဲ့ဟုတ်လားသူတပည့်ဘုညာနာဆိုတာအင်္ဂလိပ်စာတတ်တယ်ဒီပုဂ္ဂိုလ်တွေနဲ့အားလုံးပေါင်းပွဲပြီးတော့ကျုံးတိတ်ကသာသနာဆောက်ဦးလူကမှဒီမှာအစည်းအဝေးလုပ်ပြီးတော့ဗမာသာသနာပြုအဖွဲ့ဆိုတာကိုဖွဲ့ခဲ့ဘူးတယ်ဘယ်မှာဖွဲ့လားအဲ့ဒီဒီမှာမဆုံးရင်တိုက်မှာသူတပည့်ဘုညာနာရှိတယ်အဲ့ဒီတော့အဲ့လိုဖွဲ့ပြီးတော့ကဘာဝသာသနာပြုမယ်လုပ်တဲ့အခါကျတော့ ဝိပဿနာနဲ့ပြုမှရမယ်ဆိုတာသိသွားတဲ့ကြောင့်ဝိပဿနာသာအုပ်ဝိပဿနာဒီပဏီဆိုတာကိုရေးလိုက်တာအဲ့ဒီဝိပဿနာပဿနာဒီပဏီထွက်လာတော့မှဗမာပြည်မှာဝိပဿနာဝိပဿနာဆိုတဲ့စကားလုံးလားထင်ရှားလားနောက်တော့မိုးညင်းဆရာတော်တို့မင်းကွန်းဆရာတော်တို့အစကြီးတဲ့ပုဂ္ဂိုလ်တွေဝိပဿနာဆရာကြီးတွေဖြစ်နေပေါ်လာတယ်ပေါ်လာတဲ့အချိန်မှာမင်းကွန်းဆရာတော်လက်ထက်ကြတော့မှဟမ်မိုးညင်းဆရာတော်ဗျာကြီးလက်ထက်ကြတော့မှယောဂီဆိုတဲ့လူတွေက ဝိပဿနာအထုတ်တဲ့အပိုင်းကိုရောက်လာတာအရင်တော့ကဝိပဿနာလူတွေမဆိုင်ဘူးဖုံးချီတယ်လုပ်တဲ့အလိုလို့လူတွေကသိနေတာဘုန်းကြီးဆရာတော်လက်ထက်ကြတဲ့ခါကျတော့လူတွေပါအထုတ်လာပြီးတော့ယောဂီဆိုတဲ့သကလုံးအသုံးပြုလာတယ်လူတွေတရားထုတ်တဲ့လူကိုဘယ်လိုခေါ်လဲယောဂီလို့ခေါ်တယ်ယောဂီလို့ခေါ်တဲ့ခါကျတော့ဥတင်ဆိုတဲ့နည်းနည်းညာပညာထက်မဲ့တဲ့လူတယောက်က ဘာလုပ်လိုက်လဲယောဂီတွေးဆေးဆိုပြီးလုပ်လိုက်တာကြည်ကြည်တဲ့ချမ်းသာသွားတယ်။ဒါဆိုဒီညမှာလူတွေကယောဂီဆိုတဲ့စကလုံးကြိုက်နေတော့အဲဒီမှာယောဂီကိုသုံးပြီးတော့တကယ်ယောဂီတွေးဆေးယောဂီတွေးဆေးမအိုသေးတဲ့လူအပြိုလေးနဲ့တူပါညာဆိုပြီးရှောက်လုပ်လိုက်တာအဲဒီတကကြီးကကြည်ကြည်တဲ့ချမ်းသာသွားတယ်။အခုယောဂီချမ်းဆိုတာကြီးကနေ့တိုင်းမောက်ရေကန်နေနဲ့ရေတာပန်းနေနဲ့မျိုးစုံနဲ့ဟာလားအဲ့ဒီမှာဒီလိုချမ်းသာသွားဘူးတဲ့သူကပြောတယ်ဟာလားဒီလိုဒီလိုသူလုပ်ခဲ့တာ နော်အဲ့တော့ဒီနေရာမှာဗုဒ္ဓဘာသာဟာဗမာလူမျိုးတွေတဲမှာဘယ်ချိန်ကျမှဝိပဿနာသေသေးချာချာပေါ်ထွန်းလာတယ်လေလို့ဆိုလို့ရှိရင်သတ္တသင်္ကန်းနာတင်ပြီးမှရိတ်တာတွေရိတ်တာတွေအရှုပ်အရှုပ်ပေါ်ပေါက်လာပြီးတော့ဗမာနိုင်ငံမှာသူဒီဝိပဿနာအလုပ်ကြီးထွန်းလာတို့တော့တကယ်ဝိပဿနာကိုစတင်ပြီးတော့သွတ်သွင်းလာတဲ့လူသိရှင်ကြားဖြစ်အောင်လုပ်လာတဲ့ပုဂ္ဂိုလ်ကတော့ဘယ်သူလဲလေဒီဆရာတော်ဘယ်သူလဲလေဒီဆရာတော်